စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียတွေ့ပြီမဲ့လို့ तू ကတိခန့်ခြင်းခွင့်လွတ်ခြင်းအပြုံးမပြတ်နေထိုင်ခြင်းဒီတစ်ဖက်သားကအဲ့ဒါလို့အပြုံးမပြတ်နေပို့ပြီးတော့စိတ်ကဒိုးလာတတ်သေးတယ်နော်သူ့ကိုမထီပဲမြင်လောက်တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့အလိုထင်ထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့အကောင်းဆုံးပဲ အဲ့ဒီလိုသီးခံခြင်းအပြုံးမပြက်ဒေါသမထွက်ဖဲဒီလိုဒေါသကိုချုပ်တီးဆောင်စည်းခြင်းဟာဘဝစတိုင်းစတိုင်းမှာရုပ်အစင်လှပခြင်းရဲ့အကြောင်းတရားဖြစ်တယ်။ဘယ်လိုပဲပြောပြောစိတ်မဆိုးဘူး။ဥပမာဗာနဲ့တူတုံးဆိုလို့ရှိရင်မြေကြီးဟာဘယ်သူကပဲတူးဆွတူးဆွမြေကြီးကတုံ့ပြန်မှုမလုပ်ဘူး။ ပထဝီသမစိတ်လို့ဆိုတာမြေကြီးနဲ့အလားတရံတူတဲ့စိတ်တုံ့လောက်ခြင်းမရှိထို့တူပဲရေဟာလည်းပဲဘယ်သူကပဲရေကိုမိဘူးတိုက်တိုက်မိရှုရှုရေဟာလည်းပဲတုံ့ပြန်ခြင်းမရှိဘူးလေဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးမိဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာ မြေကြီးပမာတုံ့ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာเนาะဘယ်လိုပဲကိုယ့်ကိုလာပြီးတော့ပြောပြောစိတ်မဆိုးအောင်ကျင့်ရစိတ်မဆိုးအောင်နေရဒါဖြင့်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှေ့ရလိုက်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့ဘာနဲ့ခုခံမလဲမေတ္တာနဲ့ခုခံရင်ခုခံသို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံ ခန္တီဆိုတာကိုဘုန်းကြီးတို့တွေဟိုတလွဲနားလည်နေကြတာရှိသေးတယ်เนาะပြန်မပြောဘူးငုံခန်းနေတယ်ကိုခန္တီလို့ဒီလိုထင်တယ်မဟုတ်ဘူးခန္တီရဲ့သဘောကပင်ကိုစိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခန္တီလို့ခေါ်တယ်ပင်ကိုစိတ်အခြေအနေဆိုတာလူတယောက်ကကိုယ်ကိုမစော်ကားခင်တုန်းက ချီလင်းပြီးတော့ငြိမ်းချမ်းနေတဲ့စိတ်ကလေးလားဆော့ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခန္တီလို့ပြောတာအခုခန္တီဆိုတာကပြန်မပြောတာသာရှိတယ်ယင်ထဲမှာဘလောင်စုနေတယ်